ဘုံကြီးတပတ်ကတက္ကမတရားကိုတက်လိုက်တဲ့ကိစ္စကိုဥသင်ပြောအောင်ဆိုလို့အစကတော့ပြောချင်တဲ့ကူမရှိတာတိုးတိုးပြောရတော့မှာပေါ့သူကအမှုကနှမှုတော့တက္ကမကိုအပိုင်ကျန်တဲ့ကိစ္စတမှုရယ်ပြီးတော့မရတဲ့ခါမှာဟိုတက်လိုက်တဲ့ကိစ္စတမှုပေါ့နှမှုပေါ့ပရမတ်တမှုကတော့သူသူလဲဟိုပုရိသင်လူသားမှုလို့နားလည်ပြောရသေးတယ်ဒါနားလည်ပြရနော် ဘုံကြီးလုံးလို့မရဘူးသူကအဲ့ဒီအင်းကြော်ပြီးတော့လူပါတက်လိုက်တယ်ပေါ့ဘလို့မှနားလဲပေးကြမလို့တော့လူချောထောင်ချဒါပဲရှိတယ်သူနော်နောက်ပိုင်းဦးစင်ဘုံကြီးတော်များကိုတရားကြည့်တဲ့အခါမှာသူတို့ကဒီဗုဒ္ဓဘာသာတွေကိုဝင်နေသူတို့ဘုံကြီးဝတဲ့အခါမှာသူတို့ကတေသနာမရှိဘူးတရားမရှိဘူးပေါ့လေသာသနာကိုကြည်ညိုလို့ဝတာမဟုတ်ဘူးမြတ်သက်ဖြာရဲ့သာသနာကို တူတောင်းလို့ရှင်လို့ဝယ်တာမဟုတ်လူလောကမှာဆင်းရဲလွန်းလို့အစွမ်းအစားမရှိလို့မရှာနိုင်မဖွေနိုင်လို့အချောင်းနေအချောင်းသားခြင်းလို့ဝယ်တာများတယ်နောက်ပိုင်းကိုတော့တရားကြည့်ကြည့်လားသူတို့ရဲ့ဘုံကြီးအသေးပဲဖွင့်တာဘယ်လိုဖွင့်တယ်လဲဆိုရှင်ဘုံကြီးဘွားဒီအေးအေးသေးသေးနေရရမယ်အေးအေးသေးသေးသားလို့ရမယ် လို့ထင်တယ်။မဟုတ်ဘူး။ဘုန်းကြီးဘွားတကယ်အသိပ္ပယ်အမှန်ကကြတော့သာပေတင်ခြင်းတရားဘာဝနာသီပြန်အထုတ်ခြင်းဆိုတဲ့အလုံးနှစ်ခုကလွဲလို့ကျန်တဲ့လောကိတကိုအေးအေးဆေးဆေးနေလို့ရတယ်။သို့တော့သာပေပရိယတိတင်ကြရမယ်။တရားဘာဝနာကမ္မနာသီပြန်အထုတ်ရမှာ။အဲ့ဒီနှလုံးကတော့ဒုက္ခ။ကျန်တဲ့တာဝန်တွေရမှရေဥပင်စရာမလို့။ကြောင်းကြစရာမလို့ဘူး။ကိုဘုန်းကြီးမဲ့ဆိုလို့ရှိရင်သားပြနေရတော့ရှိမှာမဟုတ်ဘူး။ ခုဘာကြောင့်ဖြစ်တယ်လို့ဆိုရင်ဒီဘုန်းကြီးကလည်းသူကသာသနာကိုကျင့်ရလို့မဟုတ်ဘူးကိုယ့်ရဲ့ကျောင်းတော်ကမှာတော့မှကိုကအပိုင်ကျန်တဲ့အခါကျတော့ကြာရင်ဒီတက္ကမောက်ရရရှိရင်သူချမ်းသာမယ်အဲ့စိတ်ပေါက်ပူရတယ်အကြောင်းတိုင်ဆရာတော်တပားကသူ့ရဲ့တိမ်ကျောင်းရဟန်းတိုင်ကမှပေါ့နော်သူ့တိုင်ကမှအရင်ကြီးကိုဒါနဲ့ခုတ်တက်ခဲ့တဲ့အမှုဖြစ်ပွားခဲ့ပါတယ် မေလ22ရက်နေ့မှာဖြစ်ပွားခဲ့တာပေါ့နော်ဒီတက္ကမကဆိုရင်အသက်53နှစ်ရှိပြီဖြစ်ပါတယ်ဒီเจ้าမဆိုရင်เจ้าနေလဲလူသားတို့မျိုးဒီဆရာဟိုဟာပေါ့နော်ဖုန်ချီးပေါ့နော်စီးဖို့ကားတွေအားစသူ့ဝဲကုန်လူသားတာဖြစ်ပါတယ်တမိသားစုလုံးကလည်းကိုးခွယ်တယ်သူ့ရဲ့အမေကဆိုရင်ဒီဖုန်ချီးရဲ့မေတော်နဲ့အတူတူပေါ့နော်အတရားချင်းချင်မို့ဆိုပြီးအဲ့ဒီเจ้าမပဲနေပါတယ်ပြီးတော့သူ့တူလေးဆိုရင်လည်းအဲ့ဒီเจ้าမပဲကိုရင်ဝတ်ပေးထားတာဖြစ်ပါတယ်အဲဒီဖြစ်ပွားခဲ့တဲ့နေ့မနက် ကပေါ့နော်10နာရီလောက်မှသူကဒီမှာလာပြီးတော့တရားကျင့်ကြံနေတဲ့အမေဖြစ်တဲ့သူကမကြမ်းပါလို့ဆိုပြီးတော့လိန်ခေါ်တယ်ပေါ့နော်အဲ့ဒီနေ့မှာပဲသူကအကြံစီနဲ့ဒီကိုရင်လေးတွေပေါ့နော်ចောင်းမရှိတဲ့သူတွေကိုအဲဆွန့်ခံထွက်ခိုင်းလိုက်တယ်ပြီးတော့ဒီမဲ့အမေတွေကိုလည်းပေါ့နော်သူကတင်ငန်းချော်ဆိုပြီးတခြားကိုလွှတ်လိုက်တယ်လို့ သိရတယ်ပေါ့နော်အဲ့လိုဖြစ်ပြီးအခါကျတော့အာဒီတခါမကိုဒီရေချိုးခန်းမှာပေါ့နော်အာရမပြုခြင်းကိုစူးစမ်းခဲ့တာပေါ့နော်အဲ့အချိန်မှာတခါမကလည်းရုံရင်းဆန်ခတ်တွေဖြစ်ပြီးတော့ထွက်ပြေးတာထွက်ပြေးတာကိုသူကအဲ့ဒီအနာမရှိရဲ့ဓာတ်နဲ့သူလိုက်တာပေါ့နော်လိုက်ပြီးအခါကျတော့ခုတ်တပ်လိုက်တာပါခုတ်တပ်ပြီးတဲ့အခါကျတော့ထွက်ပြေးသွားပါတယ်ထွက်ပြေးသွားတာကို15မိုင်ဖျားမှာပြန်ပြီးတော့ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ဒါကတော့ ဟိုဒကာမဘက်ကဆိုရင်လည်းဒါကတာသနာကိုဆောင်ရွက်တဲ့အနေနဲ့ပေါ့နော်လှူဒန်းနေတာပေါ့နော်ဒါပေမဲ့တစ်ဖက်စိတ်ကိုမသိရအောင်ဆိုတော့တစ်ဖက်ကကြတော့လေဒီလှူဒန်းနိုင်တဲ့အပေါ်မှာตายရပြီးတော့ဘယ်လိုတွေရှိတာလဲပေါ့နော်ဒီလိုမျိုးတွေပဲဖြစ်သွားတာလားဆိုတာတာသနာအတွက်လည်းမကောင်းတလို့မျိုးမင်းကလေးတွေရေလုံးချုံမှုအတွက်လည်းကြောက်ဖို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ ယုံကြည်မှုမလွန်ကဲဘူးပေါ့နော်အဲ့ဒီအရင်လေးလဲခရိုဆိုင်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တကယ်ပေါ့နော်ဒီမြန်မာမှာမမဟုတ်ဘူးနိုင်ငံတကာမှာလည်းဒီလိုမျိုးတစ်ခါတလေကြရင်အဲဒီလိုတောရွာတွေဘက်ကအမှုငင်းတွေပါဖြစ်ကြတဲ့အချိန်မှာကြိလိုက်လို့ရှိရင်ယုံကြည်တဲ့ဘာသာရေးဆရာတွေဖုန်ကြီးတွေဒီလိုမျိုးတွေကလည်းအဲ ဒီလိုမျိုးတွေမဟုတ်တာတွေကိုလောက်ကြတာရှိတယ်ပေါ့နော်အဲ့တော့ဒီမဟုတ်တာတွေလောက်တဲ့သူတွေအတွက်နဲ့ပဲဒီဟာတွေကိုလုံးပေါ့နော်တကယ်မှန်ကန်တဲ့ဆရာတော်တွေကိုမယုံကြည်ကြတော့တာမျိုးတွေတော့မဖြစ်ရဘူးဆိုပေမဲ့လည်းအကုန်လုံးကိုအွန်အောင်လေးနဲ့ပညာသားပါပါသတိရှိရှိကိုယ်ကိုယုံကြည်ကြဖို့လည်းလိုအပ်ပါတယ်။အလုံးဝမင်္ဂလာပါ။ဒါသတင်းလေးတစ်ခုပြပပါမယ်။အာចောင်းထိုင်ဘုန်းကြီးရတဲ့တိမ်ចောင်းတက္ကမကြီးကိုဓာဖြင့်ခုတ်တာ။ Okay ။ ဲ့ဒါကလွန်ခဲ့တဲ့မေလ21ရက်နေ့ကဟိုအမြဲတမ်းကားတွေရောလူတိမ်ကြောင်းတွေရောလူခဲ့တက္ကမ43နှစ်ပဲရှိနေတာအဲ့ဒါကဘာမှဖြစ်သွားရလဲဆိုရန်ကုန်တိုင်းဒေသကြီးလှဲကူးမှာဖြစ်သွားတာပဲလှဲကူးမှာရှိတဲ့အောင်ဖုံးပြည့်ကျောင်းမှာအဲ့မှာတူတူတူလေးလည်းရှိတယ်မအေးလည်းရှိတယ်အဲ့တော့တူလေးကိုဘာလုပ်လိုက်လဲအမျိုးသမီးကိုမရင်းကျင်ကျင်တဲ့အခါပတ်ထုတ်လိုက်တယ်အဲ့ဒီဖုံးကြီးကအမေအဲ့ဒီ ဟိုပေါ့နော်အသက်ခံရတဲ့အမျိုးသမီးရဲ့အမေကိုကြတော့စောင့်နေပါလိရှော့ခိုင်းနေရတယ်။အဲအဲ့ဒီအမေအိုးကြီးရဲ့ရှင်မှာပဲခုတ်တတ်တာဒါပေမဲ့အမေအိုးကြီးကိုတော့မတတ်တော့ဘူး။အဲ့ဒီဘုန်းကြီးကလည်းဒီလိုကာမဆက်ဆံခြင်းတဲ့အတွက်ကြောင့်မင်္ဂလာတော်မှာရှိနေတဲ့အဲ့ဒီယဟန်အမကိုတွားခေါ်လာတာကားနဲ့အမြဲတမ်းပဲခေါ်တော့လိုက်လာတာပေါ့နော်။ အိမ်မှာသူ့အမေကိုလည်းတင်ကန်းသွားလျှောက်ခိုင်းနေမတူတူလေးရလည်းကိုရင်ဝင်နေတော့အပြင်ထွက်ခိုင်းနေเนาะအတ္တမပြုလို့လုပ်တယ်အဲ့တော့တည်သွားခဲ့အင်ကျွန်မတက်ပုံကြီးပြပေးမယ်အဲ့ကျွန်မတို့ကလေအာနောက်ချင်းတက်လိုက်ရပြီးသွားရင်ပြင်းရမယ်ဗျเนาะကိုးွယ်အမကိုးွယ်ပါနဲ့မလှပါနဲ့လို့မပြောပါဘူးကျွန်မတို့တွေရဲ့ mindset တွေကိုကျွန်မတို့ကပြင်ရမယ်ကျွန်မတို့ရဲ့အထီးကလိုအပ်ချက်ကပညာရေးပါ ပညာရေးမရှိရင်အနာဂတ်ရဲ့ခေါင်းဆောင်ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။အခုကျမတို့နိုင်ငံမှာရှိတဲ့အနာဂတ်ခေါင်းဆောင်တွေပညာရေးကိုသူများတော့မသိဘူး။ကျမတို့တွေးကြည့်တော့စိတ်ပူနေတယ်။မတတ်တဲ့ဟာတွေမှာထူးချွန်ပြီးတော့တတ်တဲ့အရာတွေမှာထူးချွန်ဖြစ်နေတယ်။အဲကျမတို့ကပညာရေးအတွက်ကိုအများကြီးမြုံနိုင်ရလိမ့်မယ်။ဖုန်းကြောင်းဆောက်မယ်ဆိုစာကြည့်လိုက်ဆောက်ပါ။ Okay ။ဖုန်းကြောင်းကိုအမတော်တော်ပြီးတော့ဆွန်ကျွေးနေမယ်အစာကျွေးနော်တစ်နှစ်မှာ၁၀ချိန်ကျွေးမယ်ဆိုတစ်ချိန်လောက်ကျွေးပါရပါတယ် ီဘက်ကခလေးတွေကိုပညာသင်ပေးပါတနည်းလောက်ထားပြီးတယောက်လောက်ကိုထားပြီးလိုက်သူ့ဘဝကြီးအတွက်ကောင်းသွားတာပေါ့โอเคကိုကိုပြန်ပြီးတော့ပေသူတို့ဘေးဆက်လိုက်တယ်သူတို့ရှီရနေပြန်ရဖို့တော့မမျော်လင့်နဲ့ပေါ့ကိုဘလောက်ထိပေးဆက်ထားလဲပေါ့ကျမကတော့ပညာကြီးအတွက်ပဲမြုံနိုင်စေချင်တယ်ကျမတို့ကတော့နောက်ပိုင်းကျမချမ်းသာလာခဲ့ဒီတက်ပူပြီးချမ်းသာလာခဲ့ဖြစ်ဖြစ် ခုအခြေအနေလဲကျမတို့ရဲ့အမျိုးတွေထဲမှာမရှိတဲ့သူတွေအများကြီးရှိပါတယ်။အဲ့ဒါတွေအတွက်ထောက်ပံ့ဖို့ကျမလုပ်ပါပါ။ပညာရေးအတွက်ပဲ။အားလုံးပဲအလိုလုပ်ပေးပါလို့။ဖခင်เจ้าနေဖုန်းเจ้าနေရတတ်တယ်ပါပြီလို့။အဲ့ဒီစာစာကြည့်တိုင်းတကယ်ကိုမှတိတ်ပန်ဆိုလဲတိတ်ပန်ထူးချွန်အောင်လို့ မြန်နိုင်ငံစတိတိုက်သူလည်းကျွန်မခေါ်တော့ပေးပါမယ်6လပိုင်းကြော်တာနဲ့ကျွန်မနည်းနည်းအားပါပြီ Okay တော့လုတ်ပေးပါမယ်နည်းအားပါပြီဆိုရင်ကျွန်မအပြင်တွေထွက်ပြီးတော့စတိတိုက်တွေဘယ်လိုရှိလဲဆိုတော့ကျွန်မပြပေးပါမယ်အားလုံးပဲ fight တင်ပါ